ော့ဒီနေ့မှာဖိတ်ခေါ်ထားတဲ့ special guest တွေကတော့ Pego Esport မှာ ESBRO မှာကစားနေတဲ့ Ryan Ming နဲ့ Pego Esport ရဲ့ coach ညိုကျော်တော့ကနေပြီးတော့ဝေရောက်ပြီးတော့တက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ special guest တွေကိုပရိသတ်တွေနဲ့နှုတ်ဆက်ပါအောင်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ Pego Esport ရဲ့ coach ညိုကျော်ဖြစ်ပါတယ်။ဟုတ်ပါကျွန်တော်က Pego Esport ရဲ့ ESB လိန်ဆိုတဲ့ Ryan Ming ဖြစ်ပါတယ်။အဲ့တော့ဒါအရင်ဆုံးပြောရမယ်ဆိုရင်တော့ဒီ season ကတော့ ဒါ road to CK ဆိုတော့ဒါ CK ကိုတော့အဓိက CK နဲ့ပတ်သက်တဲ့မေးခွန်းတော့မေးမယ်ပြီးတော့ထပ်ပြီးတော့လည်းပြည်သက်တွေသိချင်တဲ့မေးခွန်းလေးလည်းဆက်စုမယ်ပေါ့နော်အဲ့တော့ okay ပဲအဆင်ပြေမလားအဆင်ပြေပါဟုတ်အဲ့တော့ဒါ Ryan Mint အနေနဲ့လည်း MSN မှာဝင်ရောက်ပြီးတော့မကစားရတဲ့အကြောင်းရင်းလေးများရှိမယ်ဆိုရင်ပြောပြတချို့ဆိုထင်နေကြတယ်နားဝလာဘာလို့လဲပေါ့နော် fan တွေကလည်းများတော့လीအဲ့တော့ဒါပြည်သက်တွေကိုပြောပြပေးပါအောင် Ryan Mint အနေနဲ့တော့ဟိုဒီတိုင်းခဏခိတ္တခဏပေါ့နော်ပြိုင်ပွဲမှာ နည်းနည်းညံ့တော့လိုင်းအောက်လာညံ့နေတယ်စားပါစားပါ right minute နေအခုချိန်မှာ तू ဆော့လာတဲ့ဒန်းနေရတယ်ကြာပြီဆိုတော့ तू ခဏအနာပေးထားတဲ့ပေါ်ပါပဲ तू နောက်ပြိုင်ဝဲမှာမပါဘူးလို့တော့မပြောသေးပါဘူးကျွန်တော်တို့အနေနဲ့နောက်ပြိုင်ဝဲမှာလည်း तू နေနေပါကောင်းပါနိုင်တယ်ပေါ့နော်ပါကောင်းပါနိုင်ရုံပဲရှိသေးရပါတော့ surprise surprise ထုတ်လာပွဲထုတ်လာရဖြစ်နိုင်တာအဲ့တော့ဒါပေမဲ့လည်းပြောပြပါလက်တလောကဒါအနာယူနေစေကာလာဆိုတော့စိတ်ပိုင်းဆိုင်ရာမက်တယ်ပိုင်းနေရောဘလို့ဖြစ်နေလဲပေါ့ အဲ့လိုအနိုင်ယူစဲကာလာပါကျွန်တော်ဒီအိုင်းပဲပေါ့အဲ့လိုဘယ်လိုပြောမလဲကိုယ့်အကူပဲပြန်ပြီးတော့အဲကောင်းကောင်းမွန်ပြောင်းပြန်နေတယ်ဥပမာကျမ်းမာရေတို့ပါညာတို့ပါတို့ပျော်ပျော်မဲ့နေတယ်ဟုတ်ဘယ်လိုမျိုးစိတ်ညစ်တာတွေပါရေလို့တော့မရှိပါဘူးအဲ့မဲ့အတင်းရလဲသူ့အနေနဲ့သူ့ကိုဟိုကျွန်တော်မပါလဲတကယ်ဟိုပုံမှန်အတိုင်းပဲတကယ်မလားကြမ်းစဲဆိုတာ เนาะအခုဆိုလေဟုတ်တယ်ဟုတ်တယ်ပြောနေကြရလीဖလေကိုရဲ့နှစ်ပဲကိုကောင်းလို့လေကွာဟော sorry sorry ဟာမှန်ပါရဲ့ဒါမှန်ပါเนาะဘူးမှလည်းမငင်းပါအဲ့တော့ဒီလက်ရှိအချိန်မှာဖေကွန်ကအဲတော်လေးကမှာအချိန်နေဒီကောင်းပြီးတော့ result ကောင်းနေကိုပိုင်ဆိုင်နေရပေါ့နော်အဲ့တော့ rhyme နေနေရောအာဒီအချိန်နေပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးခံစားရလဲပေါ့ဒီအခုအတင်းရလဲအဲ့လိုလူငယ်တွေပဲဆိုတော့သူအရင်တည်းကလည်းဗျာတကယ်ပြောဒီ player တွေကအရင်တည်းကကောင်းပြီးသားဆိုတော့အခုလည်း ဒီမှာဟိုကျန်းနေရတော့တရားကြီးတော့မထူးဆန်းပါဘူးဒါပေမဲ့ဒီလိုမျိုးဒီဆော့ခဲ့တဲ့အခု MS ရပွဲဆော့ခဲ့တဲ့ပွဲတောက်လျှောက်အဲ့လိုမျိုးရှုံးပွဲမရှိနိုင်တာတော့အဲ့လိုဘယ်လိုပြောလဲတော်တော်မိုက်မိုက်တယ်မိုက်တယ်အဲ့ဟိုမိုက်တယ်ဒီကြောက်อ่ะဟုတ်တော်မိုက်တယ်ဘာဒါလက်ရှိ coach နော်သူရဲ့ဒီ traffic အမိုက်စားကြီးပြထားရဆိုတော့သူစကိုပြောစရာရှိနေမှဖြစ်နေတယ်ပြောစရာတိတ်ရမရှိပါဘူးကျွန်တော်တို့တင်တဲ့ဒီ MS ရှေ့ season 1မှာအောင်ကကျွန်တော်တို့ကကျွန်တော်ကဘယ်လိုပြောရမလဲအမားတွေပေါ့ကျွန်တော်တို့ရအမားတွေပြန်လဲပြင်ဆင်ပြီးတော့ဒီမှာတပတ်ချင်းနေတိုင်းကို focus တယ်တပတ်မှမလွတ်အောင် focus ပြီးတော့တေချာကစားလို့ဒီလိုမျိုးရှုံးဝဲမရှိသေးဘူးဟုတ်တယ်ဟုတ်အဲ့ဆိုရေခါတို့ဒါ season 1ကိုပြန်သွားမယ်ပေါ့နော်အဲစီဂိမ်းမှာတွားရပြီးတော့ကစားရမယ်ဆိုတာနိုင်ငံတကာနိုင်ငံမှာကိုစားပြုအတင်းတင်းစီပါမယ်ပေါ့နော်အဲ့တော့အဲ international မှာဒါဖေကွန်ကတော့အတွေ့အကြုံတော့အများကြီးရှိပါတယ် MC တွေပါတယ်ရှိရပါတော့အဲ့တော့ဒီစီဂိမ်းမှာဆိုရောအာကိုအဓိက ကျုံးကျင်တဲ့အသင်းရှိလားနိုင်ငံကိုစားပြုပေးအသင်းရှိလဲကျုံးကျင်တဲ့အသင်းရဲ့တော့မရှိဘူးပေါ့ဒါပေမဲ့လက်ရှိကတော့ဟိုလက်ကွက်ဖိလစ်ပင်းမှာလက်ကွက်ဖိလစ်ပင်းကတို့ MPM မှာလည်းချန်ပီယံဖြစ်လာတော့ကျွန်တော်အနေနဲ့တို့နဲ့တွေ့ရတွေ့ရမှာပေါ့စီးကိန်းမှာအဲ့ခါကျတော့ကျုံးပြီပေါ့ကာတီးစီကိုပါ အဲမိကောအဆေးအဆေးကိုကျုံနေတယ်အဆေးအဲကိုယ်သာဆေးရလဲမှာဖဲခွန်းနေဖဲခွန်းနဲ့ဖဲခွန်းနဲ့အတူကျွန်တော်နဲ့အတူတူလှုပ်လှုပ်ခဲ့ရအောင်အဲ့တော့အဆေးနဲ့လည်းစင်ပေါ်မှာတွေ့ကျင်နေရပေါ့ဟုတ်โอเคအဲ့တော့ liquid flavor ကတော့ဒီ international မှာတော့တော်တော်တော့အဲကြမ်းတမ်းနေတဲ့အသင်ပပရပေါ့နော်အဲ့တော့ပြောလို့လည်းမရဘူးဒီစီးကိန်းမှာလည်းဘယ်လိုမျိုးကြီးတမျိုးတစ်ပုံပြောင်းလဲသွားမလဲဒီမြန်မာနဲ့ဖိလစ်ပင်တွေ့ရပေါ့ဘယ်လိုဖြစ်မလဲဆိုတာလည်းရင်ခုန်ကတော့ကောင်းတယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်အောင်ပါပဲအဲ့တော့ဒါ ်ဖေကို e-sport ကအဲအရင်နှစ်တင်တော့ဆိုရင်ဒါ MC တွေပါရယ်လေတွားရပြော international မှာဆော့ကစားခဲ့ရေပေါ့နော် result တွေလည်းတော်ကောင်းခဲ့ပါရယ်သူတို့အနေနဲ့ဆိုတော့ဟိုထွက်ပြီဆိုရင်ဒါ MC လက်တွားဖို့လဲဆိုတော့ဒီ SEA Games မှာတော့ဖေကို e-sport ဒါပထမအကြိမ်ဆုံးပေါ့နော်အဲ့တော့အဲဘလူကာချားချက်လေးတွေကအဓိကတွားပြီးတော့ကြမယ်လို့ထင်တယ်ဒီ tournament တစ်ခုရှင်းကြည့်မယ်ဆိုရင်ပေါ့နော်အင်းဖေကွန်လူတွေကတော့ဒီဖေကွန် e-sport ကတော့ဟိုမှာကြေးတဲ့စိတ်ယူခဲ့မှုတွေကတော့ရှိရပါတော့ ဒါပေမဲ့ဒီအခုလူစင်းရရတော့ဒီစီးကင်းကိုအသက်သွားမှာပေါ့အဲကျွန်တော်အနေနဲ့တော့ဟို2020နဲ့ကလာမယ် VNL စီးကင်းတစ်ခေါက်သွားပြိုင်မှုတယ်သွားပြိုင်မှုတော့အဲတုန်းကစီးကင်းမှာဘလို training လောက်ရဘလို့ခက်ခဲရှိရဆိုတော့ကျွန်တော် experience တော့နည်းနည်းရှိရပေါ့နော်အဲ့တော့ဒီခေါက်အဲ့လိုမျိုးကြီးမဖြစ်ရလေအောင်ကျွန်တော်အကောင်းဆုံးပြင်ဆင်ပြီးတော့သွားပြိုင်မှာပေါ့ပွဲနှစ်ခု qua ချက်ဆိုရင်တော့ဒီ M series တွေကကြတော့ဘယ်လိုမျိုးဘယ်လိုပြောရမလဲတိကျပြင်ဆင်လာပြီးတာဟုတ်တယ်ပွဲတွေပေါ့နော်အဲ့လိုမျိုး schedule တွေပါညာ အခုစီးကိန်းနေကြစီးကိန်းရတော့ဘယ်လိုလာအောင်လဲတော့ကျွန်တော်မပြောတတ်တယ်ပေါ့အဲ့ဒါပွဲပြီးမှပြောလို့ရပါဟာရိုင်မီနေနေရောအဲဒီတောင်းနာမန့်တစ်ခုမှာအကွာရှာရှဲဆိုရင်ပလေးယာတယောက်နေနေပေါ့ဘယ်လိုခံစားလဲအဲကျွန်တော်အနေနဲ့ကျတော့ဒီဒီကျွန်တော် coach ကျတော့သူကအရင်စီးကိန်းနေသူကတွက်ပြိုင်ကိုပဲဒါပေမဲ့ကျွန်တော်တို့ဒီ line ရတဲ့ player တွေကကျတော့စီးကိန်းတွက်မပြိုင်ဘူးတယောက်မှမပြိုင်ဘူးအကုန်လုံးဒီတခြားပွဲတွေပဲဆော့ဘူးစီးကိန်းကဒါကျွန်တော်တို့အတွက်ပထမဆုံးပွဲပေါ့ အဲလိုပဲပွဲဖြစ်တဲ့အတွက်ဒီပြိုင်ပွဲကလည်းဘယ်လိုပြောလဲကျွန်တော်တို့အဲ့လိုအတွေ့အကြုံမရှိသေးဘူးအဲအဲ့ဘောအတွေ့အကြုံမရှိသေးဘူးဗောဒါရှိတဲ့ခါတုန်းကအဲ့လို VN မှာသွားပြိုင်တုန်းကအနေအခက်ခဲတော်တော်ဖြစ်ခဲ့တယ်ဘာလို့ဆိုတော့အဲတုန်းကကိုရီအဲ့လိုရောက်သွားတဲ့အချိန်မှာရောက်သွားပြီးတော့ဟိုမှာဟို VN အဲ့ VN version down ရတာမိုဘိုင်းလေးကြောင့်ဒီအခုကျွန်တော်တို့ down လိုက် application နဲ့ဆော့လို့မရကျွန်တော်တို့အတင်က track ဆိုတော့ track တော့က screen တွေပဲတိတ်မဆော့ဘူး အေးမဆော့ဘူးစကရင်ဂရုတဲ့အိမ်မှာလည်းမရှိဘူးကျွန်တော်ကရန်တော်တော်ပဲဆော့ပြီးတော့အဲ့လိုမျိုးစကရင်တော့တပွဲတလေလောက်ပဲဆော့တာအဲ့လိုမျိုးဆိုတော့ဟိုရောက်တဲ့အချိန်မှာဟိုတော်နမန်ရုံးလည်းမရှိဘူးအဲ့လိုမျိုးကြီးဖြစ်ပြီးတော့အခက်အခဲကြီးတော့အများကြီးဖြစ်ခဲ့တယ်အဲ့တော့ training မရှိခဲ့ဘူး training မရှိဘဲနဲ့ IC game အများကြီးပြန်ခဲ့တာဟုတ်ဆိုပြီးတော့အဲ့မှာ rank file လို့ရှိရင်အကြာကြီးပဲ နိုင်ရီဘောလောက်ဖိုင်းရနိုင်ရီဘောလောက်ဖိုင်းပြီးတွေးတဲ့အတင်း skill ပါလေအဲ့လိုပြီးတားရင်တော့ကျွန်တော်က training လုပ်ရှင်ရင်လာမလုံးမရဘူး Vietnam အ Vietnam မှာပေါ့နော်အခုထိုင်းရတော့အဲ့လိုမရှိပါဘူးထိုင်းရတော့ဒီကို application နဲ့ကို solve လုပ်ရတယ်ဆိုဟိုရောက်ရင်ကို့မြန်မာပြည်လာအားပြီးတော့ပို့ကောင်းတာအားပြီးမှာပါဖဲကုံဆိုတာထိုင်းမှာဆိုလဲတော်တော်နေမရှိရတဲ့အတင်းပဲဒီနော်ကိုရီဖန်တွေကတော့ပုံများလောက်များများများဖန်တွေတက်ကိုဘယ်လိုထိုင်းလဲတဝဲလောက်ကိုနေရာယူတာမလားမသိဘူး ဟိုအောင်ကမလေးရှားပါအောင်ကတော့တော်တော်လာပြီမလေးရှားကလည်းတော်တော်များများရွေးလာပြီသူတို့ပိတ်ရဲ့ဆိုရင်အအကုန်လာတာအုတ်လိုက်အုတ်လိုက်အဲ့တော့ဒါကြည့်ရကြည့်ရမှာပဲဂျားထဲမှာတော့အာဒီအချိန်ကာလအပိုင်းခြားတစ်ခုတော့ရှိသေးရဆိုပေမဲ့မကြခင်မှာတော့တော့ပြောရှင်းပြရမှာပေါ့နော်အဲ့တော့ရေခုံဖို့တော့ကောင်းပါရဲ့โอเคအဲ့တော့ထပ်ပြီးတော့ပြောရမယ်ဆိုရင်ဒီအခုလိုမျိုးဒီ local tournament တွေမှာ champion ဖြစ်သွားရင်အရင်အဆိုဒီ e-sport နဲ့ပဲဒီ career ပေါ့နော်မြန်မာနိုင်ငံမှာတိတ်ပြီးတော့မတွေ့ကြသေးတော့ဆိုရင် တိတ်မတိကြအောင်ဒါကိုဒူးကိုခြုံပြီးတော့ဒါပလီယာရီနေနဲ့ဒါရိုင်မီတို့ဆိုလည်းအရင်ကကစားလာတဲ့ပလီယာကိုညိုကျော်တို့ဆိုလည်း HP ကလုံလောက်နေတဲ့ coach တွေပေါ့နော်အဲ့တော့ဒီအခုအချိန်ဒီမှာဆိုရင်တော့ဒီ2025ဆိုတဲ့အချိန်ဒီခုမှာတော့ e-sport ကဒီမန်နိုင်ငံမှာတော့အများထက်ပိုပြီးအများကြီးတော့တွင်ကျယ်လာရယ်ပေါ့နော်အဲ့တော့ခါတော့ပြောရမယ်ဆိုရင်လက်ရှိဒီ Federation ဘက်ကနေဒီလိုမျိုး Champion ဖြစ်တဲ့အသင်းတွေကိုပေးတဲ့ဒီ Sport Day တွေကတကယ်တကယ် International ထွက်ဆိုရတဲ့အချိန်တခုမှာ effective ပေါ့နော် လုံလုံလောက်ဖြစ်လာဆိုတာလေးတွေလည်းပြည်သက်တွေနဲ့သိချင်ကြရပေါ့တချို့နေရာပြည်သက်တွေဆိုတိတ်မသိကြဘူးပေါ့နော်ဒါကိုယ့်ပါကိုစိုက်ထုတ်ပြီးတော့ကစားနေရလားဗလာမျိုးလေးရှိတော့ဒါဒီချက်တွေလည်းမျှအောင်တော့ပြောပြပါအောင်အဲအဲ့လိုနိုင်ငံခြားထွက်ဆော့မယ်ဆိုရင်တော့အဲ့လိုကိုယ့်အကူစီမံရတာရှိရပေါ့ဒါပေမဲ့အခုနောက်ပိုင်းကကျတော့အဲ့လိုမဟုတ်တော့ဘူး organization တွေဘက်ကနေ support တွေလည်းပါလာတယ် ပါလာပြီးတော့ဒီဒီ e-sport federation ဘက်ကနေလည်းအဲ့လိုအကုန်လုံးကတက်နိုင်တယ်များသူတို့တက်နိုင်တဲ့ဘက်ကနေအကုန်လုံးက support ပေးကြတော့ကျွန်တော်တို့ဒီနိုင်ငံခြားထွက်ဆောင်မယ်ဆိုရင်လည်းဒီတွားတွားလာရတာလေအဆင်ပြေလာတယ်ပြီးရင်ဒီလိုစာဝတ်နေရစပေါ့ဒီလိုမျိုးအကုန်လုံးအဆင်ပြေရနေတာပါရှိလာခက်ခဲရတော့တော်တော်ပါလာလို့ဘယ်လိုမျိုးဒီလွန်ခဲ့တဲ့ဒီ2018 2019လောက်နဲ့ရှင်ရတော့တော့တွင်ကျလာရလို့ပြောပါမယ်ဟုတ်ပါဘူး ဆိုတော့အာဒီစီကင်းရဲ့ history ကြည့်မယ်ဆိုတော့ဒီမှာနိုင်ငံကတော့၃ခါသွားဘူးလေကိုညိုကျော်ကပြောခဲ့တဲ့ဒါ transport တစ်ခေါက်ပထမဆုံးနဲ့သွားဘူးလေပြောရလို့ရှိရင်ဒုတိယမြောက်နဲ့ဆိုတာ Fagon e-sport တော့အရင် Fagon e-sport အနေနဲ့သွားဘူးလေသူတို့ကတော့ဒါကျေးတစိတ်တော့ယူပေးခဲ့ရေပေါ့နော်ဆိုတော့အာအဲ့ဒီတကယ်အဲ့ဒီဒီ Fagon e-sport အရင်သွားခဲ့တဲ့နှစ်မှာပေါ့နော်သူတို့ကဒါ Philippines တေးကိုရှုံးသွားတာပေါ့2 2 3နဲ့3 2နဲ့ပေါ့3 2နဲ့ရှုံးသွားဆိုတော့အဲ့ဒီပွဲကိုမှတ်မိသေးလားမှတ်မိပါဟုတ်ပါတယ်အဲ့ဒါဒါ ဘလို့အချက်တွေကြောင့်ရှုံးသွားရလို့ထင်တယ်ပေါ့နော်ဒါပြောမှဆိုကြီးထက်မြင့်တဲ့အဆင့်တစ်ခုရောက်ဖို့အတွက်နီးစက်ခဲ့ဆိုပေမဲ့သူတို့နိုင်ငံတော့မကောင်းခဲ့ဘူးနော်မတ်ဒေတာမဆက်လိုက်တာအဲကငါကပတိပိုင်းခဲပြီးတော့တတ်သွားတယ်အဲ့ဒါတစ်ချက်အလိုကျွန်တော်အမြင်ကတော့လွတ်သွားတာပေါ့လွတ်သွားအလိုသူတို့အလိုလောလောနာမှာဆိုတော့အလိုတခြားဘက်ကိုအာယုံရောက်ပြီးတော့ဟိုခြုံနေစောင့်နေတော့အလိုအငိုင်းမိသွားတဲ့အချိန်မှာဖမ်းဖမ်းတော့အလိုအလိုပြတ်သွားတာ ဲ့လိုเนาะဒီ in game မှာဒီ individual ဘိုင်းနေ mechanic တွေကတအားရေးကြီးရောเนาะဒီမှာမှာဆိုရင်ရောအာအာဒီ MSN မှာဆိုခါတို့တွေ့ခဲ့တွေ့တွေ့ရပါတော့ဒီကိုလိမ်မှာဆိုရင်တော့ဒီ SPL လေးနေပါရင်တော့ကစားထုတ်ကစားကြပါတော့အဲ့ဒီ draft တွေကရောအာ international မှာရောမြင်တွေ့ရမယ်လို့ထင်တာဒါတော့ draft နဲ့တော့ဆိုင်ပါတယ်ပြိသက်တွေရောသိချင်တာဒါတော့မီတာရရမယ်ပေါ့မီတာရနိုင်ငံနဲ့ဆိုင်တာနိုင်ငံနဲ့ဆိုင်ပါမီတာရရမယ်ဒီကျွန်တော်တို့ မြန်မာနိုင်ငံမရာတခုရှိရယ်ဖလပိုင်မရာတခုရှိရယ်အင်ဒိုမရာတခုရှိရယ်မတူမလေးရလည်းတခုအဲ့လိုမျိုးဆော့တဲ့ပုံစံရင်မတူကြဘူးအဲ့လို drive တွေလည်းမတူကြဘူးဒါပေမဲ့ international ရောက်သွားပြီဆိုရင်တော့တူညီသွားတဲ့ဟာတွေတော့ရှိပါတယ်ရှိပါတယ်အဲ့လိုမျိုးအဲ့ဒီအဲ့ဒီပုံမှာပဲစောင့်ကြည့်ရမှာပေါ့ဟုတ်အဲ့တော့လေအင်းထပ်ပြီးတော့ပြောရမယ်ဆိုရင်ဒါနိုင်ငံတိုင်းမှာတော့ အဲသူတို့သွားတဲ့ပုံစံညာရှိတယ်တချို့နိုင်ငံဆို individual ဘာလို့အဓိကသွားတယ်တချို့နိုင်ငံဆိုရင်တော့ဒါ communication ကိုအဓိကသွားပေါ့နော်အဲပြောရရင်ဒါ strategy တွေဘာလဲနည်းနည်းတော့ကြွားချိုင်ဒါတော့ပွဲမှာသိရမှာပေါ့နော်ဆိုတော့ထပ်ပြီးတော့မေးရမယ်ဆိုရင်ဒီ MC လဲသွားဦးရယ် MC သွားတော့ကရောဒီကိုယ်နိုင်ငံပြည်သက်တွေအဲလာအားပေးရရှိလား အမ်ဆက်တော့မလေးရှားမှာမလေးရှားမြန်မာလူမျိုးတွေကလာပြီးတော့တော်တော်များတယ်လို့ပြောလို့ရတယ်အများကြီးလာပြီးကြတယ်ထင်တယ်ထင်တော့ဟိုပါလေ PD game နဲ့ပွဲဆိုရင်အများကြီးပဲကျွန်တော်မြန်မာတွေပုံများနေအဲ့ဒါကြောင့်နော်အားဖြစ်တယ်နော်စင်ပေါ်ကဒီဒီတခါတချို့ဆိုဟိုလက်မှတ်မရတဲ့ဟာတွေလည်းရှိရပေါ့နော်လက်မှတ်ခုံကြိုးဝယ်လို့မရတာတွေပါလေအဲ့လိုမျိုးခက်ခဲရောရှိရတယ်ဒါပေမဲ့တို့လာပြီးကြပါတိုင်းမှာဆိုလည်းအများကြီးလာပြီးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ထင်တာထက်ပိုပြီးအားပြီးပါပါ เนาะမြန်မာနိုင်ငံမှာလက်ရှိရှိနေတဲ့လူကမထောင်လိုက်ခဲ့ပဲထင်တယ်ဆိုတော့ထားရလူပဲအပြင်ပေါ့เนาะโอเคအဲ့တော့ထပ်ပြီးတော့ဆက်ဆိုးရမယ်ဆိုရင်ဒီ fego organization ကဒါယောက်ျားလေးရော main girl ရောဒီနေ့မှာသွားပြီးတော့ပြိုင်မှာပေါ့နော်အရင်နှစ်တည်းနည်းနည်းกว่าချရဲအဲ့တစ်ချက်ရှိရဲပြောလို့ရှိရင်အရင် fego ကလည်းဒါကြေးတစိုက်တွေပါရင်ဒါကန်တို့နောင်မီတို့ပါရဲဒီ fego မှာဆိုလဲယူပေးခဲ့ရပေါ့နော်အဲ့တော့အဲ့ဒီအချက်တွေပေါ့မူတည်ပြီးတော့ပေါ့ fego e-sport လက်ရှိ fego e-sport အနေနဲ့ pressure တွေပါခံစားရလား အဲ့လိုမျိုးတော့မရှိပါဘူးမရှိပါဘူးကျွန်တော်တို့လည်းသူတို့ဂျေးယူရင်ကျွန်တော်တို့လည်းဂျေးယူရမယ်ဆိုရဲအဲ့လိုမျိုးစိတ်တော့ရှိရပါတော့ဒါ pressure တခုတော့မဟုတ်ပါဘူးဒီ pressure ကတွန်းအားဖြင့် challenge တခုအာအဲ့လိုမျိုးပေါ့သူတို့ထဲမြင့်အောင်ကျွန်တော်တို့ကြိုးစားမယ်ဆိုရဲစိတ်တခုဖြစ်ပေါ်စီရအရိုင်းမင်းညီနေရောစီကိမာသူကကစားမလားကစားမလားပြည်သက်ကအားတိကျနေပေါ့ဖန်ကြီးကလည်းတည်ရမှာရိုင်းမင်းဆိုတာလေးအများကြီးရတော့ ါကတော့ပြောလို့မရသေးပါဘူးเนาะဟုတ်ပြောဒါကတော့ပြောမရဘူးအရှိ new goal လဲဒါเนาะလူငယ် latte player ဆိုပေမဲ့ဒါ fego ကပြောရမယ်ဆိုတော့ဒီ e-sport နယ်ပယ်မှာ player တွေထပ်ပြီးတော့မွေးဖွားလာဖို့အတွက် တော့အများကြီးတော့သူတို့တက်နိုင်တဲ့ down ကောင်းကတနည်းအားနေပေါ့နော်အဲဝေရောက်ပြီးတော့သူတို့နဲ့အားဖြည့်ပေးနေတာတွေ့ရတယ်အဲ့တော့ဒီအများကြီး latte player ပေါ့နော် academy မှာလည်းအများကြီးပေါ်လာတယ်ပေါ့နော် new goal တို့ဒီ ck တို့ဘာလို့ဆိုလဲတော်တော်ကောင်းတယ်ဆိုပြောလို့ရတယ်ဒါသူတို့ဆိုလဲကောင်းတယ် ဟုတ်ကဲ့ Jungle Rule ကနေချိန်တာဟုတ်တယ် Jungle Rule ကနေတူတူပဲ EAB EAB player မရှိတော့လေကျွန်တော်တို့စီမှာ EAB player ရှားနေတာရော့သွား Jungle Rule ကနေချိန် Jungle ကနေချိန်ပြီးတော့သူဟမ်မစ်လဲဆော့လိုက်တည်းတဲ့မင်းတော့မဆော့ဘူးမေဂါဝါလီဘီနီချိန်ဝါဂိုးလဲကနေဘီနီကိုမက်ပို့လိုက်တယ်စီကီဦးအောင်ဆိုလဲမစ်အရင်ဆော့ခဲ့ရမလားအရင်ဒီကမင်းမဆော့ဂျန်ငယ်ဆော့ဂျန်ငယ်ဂျန်ငယ်က EXP ဂျန်ငယ်က EXP ယူကလည်းဂျန်ငယ်ကနေ EXP ဘီနီဆိုလဲเนาะချင်းချက်ရှိရဲဒါပေမဲ့ तू အဆင်ပြေရဲပြေပါတယ်ဘလိုက်ရဲ့ချင်းပြီးနောက်မှာတော့ဖဲကောကပူချမ်းနေရဆိုတဲ့စကားကြီးရှိရဲပေါ့เนาะအဲ့ဒီပုံမှာဘလို့ထင်လဲဟုတ်ကျမ်းပါတယ်ဒီနဲ့ကျွန်တော်တို့အနေနဲ့ဒီစူးစမ်းမှုကဒီတပုံစံနဲ့ဆိုတော့ပြီးတော့ကျွန်တော်တို့ strategy တွေရောကျွန်တော်တို့ play sign တွေရောကဒီပုံစံတိုင်းဆိုတော့ player တွေက role change လဲဒီပုံစံတိုင်းကိုဝင်အောင်ဆော့ရတယ်အဲ့တော့အကုန်လုံးကဒီပုံစံတိုင်းနဲ့အဆင်ပြေသွားကြမြန်လာနဲ့နှီးတာလေးတခုပဲပေါ့ ချို့ဒီအရင်အပီဆုံးမှာဆိုလဲ God level ရောဘာပြောရဲဆိုရင်ဒီ audience တွေပေါ့နော်ချို့ audience ဆိုနည်းနည်းအမြင်ပိတ်နေရနည်းနည်းတိတ်ပြီးတော့အမြင်မတွေ့ကြရလေးရှိရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းတော့မေးနေတယ်ဆိုတော့အဲလေးတိုက်တာတွေဘာကြီးဆိုရဲအချက်တွေပေါ့နော်ချို့ပိတ်သက်တွေကြတော့အဲ့ဒါကိုအရင် serious ထားကြရပေါ့နော် international မှာဆိုရင်တော့ဒါလေးတိုက်တာတော့ဘာလို့က entertainment ပြောလို့ရှိရင်ဒါ just a just a entertainment တခုလို့ပဲမြင်ကြရပေါ့နော်ဒီနိုင်ငံမှာဆိုရင်တော့နည်းနည်းတော့ပို့ပြီးတော့အမြင်ကျဲပေါ့နော်ဒါအသိဉာဏ်အများကြီးအဲကို့အသိအောင်လာပြီးတော့ပြောရဲဆိုတာနည်းရန်သူလို့ သဘောထားကြရမှာအဲ့ဒီပုံမှာရောဒါ coach တွေ player တွေနည်းဘယ်လိုမျိုးပြောချင်လဲလေတိုက်တဲ့ဟာတော့တိုက်ရှင်တဲ့လူတိုက်ပေါ့နော်ကျွန်တော်တို့ကတော့မတိုက်တော့ကျွန်တော်တို့ကမတိုက်တော့ဘာလို့လဲဆိုတော့ဟိုလေတိုက်တာကိုကြိုက်တဲ့လူရှိတယ်မြန်မာနိုင်ငံကကြိုက်တဲ့လူမရှိဘူးကြိုက်တဲ့လူရှိတယ်ဒါပေမဲ့မကြိုက်တဲ့လူနဲ့ရှင်မယ်ဆိုရင်ကြိုက်တဲ့လူကဟို7ပုံပုံတဘုံလောက်ပဲကြိုက်တာမကြိုက်တဲ့လူက7ပုံပုံ9ပုံလောက်ရှိတယ် ဲ့တော့ကျွန်တော်တို့ဒေးနေတော့ limit တိုက်တော့ကျွန်တော်လည်း player တွေမာတော့ limit တိုက်တော့ဟုတ်လားကိုကိုတိုင်းလည်းလိန်ပါနေဟိုတနေ့ကတွေ့လိုက်တယ်ပဲဟိုမှာဟိုတနေ့ကသူက challenge ခေါ်တာလေ challenge ခေါ်တာ drive နေနေရောအဲ့လိုမျိုးဒီတချို့ audience နေဆိုရင်ပေါ့နော်တိတ်ပြီးတော့ဒီ e-sport culture နဲ့ပတ်သက်တိတ်ပြီးတော့အမြင်တိတ်မတွင်ကြရလေးတော့လက်ရှိအခြေအနေတွေတော့ရှိနေသေးပဲပေါ့နော်အဲ့ဒီလူတွေပုံမှန်ရောညိုရမင်းတွေကဘယ်လိုမျိုးပြောချင်လဲအဲကျွန်တော်အနေနဲ့ပြောရမယ်ဒီဒီ e-sport ဆိုပြီးတော့ ဖြစ်မလာခင်နေရပေါ့တကယ်လို့ဒီဂိမ်းနေမှာပဲကျွန်တော်တို့ငငယ်ဘွားတွေကဒီ e-sport အဲ့လိုလေးတိုက်ပြီးဆော့တာဒီဂိမ်းဆော့တာရဲ့အဲ့လိုအဓိကကွန်ပျူတာဂိမ်းတွေပေါ့ဟိုမှာ counter strike တို့ဒီ dota တို့အခုဆို mobile legend တို့အဲ့လိုမျိုးဂိမ်းတွေကလေးတိုက်ပြီးဆော့တာအရင်ကရှိပြီကြာအခုမှမဟုတ်ဒါပေမဲ့ဒီနောက်ပိုင်းရောက်လာတဲ့အချိန်မှာအဲ့လိုမျိုးကျွန်တော်တို့ကဒီ delay ကိုလေးတိုက်တယ်ဆိုရင် ဒလေးကိုဆက်ပြီးထိမ့်သိမ့်နေတဲ့အတွက်ဒါပေမဲ့ဒါအဲ့လိုမျိုးလေးတိုက်တဲ့လူတွေလည်းရှိလို့ဒါပေမဲ့တချို့လူတွေကြတော့လည်းဒီကဒီလိုမျိုးမကောင်းဘူးဆိုမြင်ကြတာပေါ့ဒါပေမဲ့လည်းဒီကလည်းသူတို့ဒီလူတွေကကြိုက်ကြိုက်မကြိုက်ကြိုက်ဒီလေးတိုက်တယ်ဆိုရင်ဒလေးကနောက်နေပေါင်းများသာကြာတော့လည်းရှိနေဦးမှာပဲအဲ့လိုမျိုးမျိုးချက်တွေမရှိဘဲနဲ့ e-sport ကဆက်ယူသွားရင်နှစ်ရောနော်6 6ကက်ကက်ဖြစ်နေမှာဖြစ်နေတယ်အတင်း ဲ့မျိုးလောလိုက်ဒီကာချာတကူကိုပေါ့နော်အဲ့လိုဖန်တီးချင်ရမယ်တင်းတဲ့တင်းလဲရင်းနှီးမှု level လေးပို့ပြီးတိုးမယ်လို့ချင်ပါဟုတ်တယ်လေလေးလိုက်တာမဟုတ်ဘဲနဲ့အပျော်ပျော်ပျော်ဖန်နီလေးလေးထွက်တာဆိုရင်တော့ပရိတ်သတ်တွေနည်းလက်ခံတယ်လို့မြင်ပါတယ်သူသူတာလေးပေါ့နည်းနည်းတာကြီးတော့သူလို့မြင်တာတာကြီးသူတာကြီးစင်ဘိုင်းရိုင်းနဲ့အဆင်လောက်ကြီးမရောက်ရရပါတယ်ပျော်ပဲဆိုရင်ရတယ်နော် ဘောကြပြစ်တက်တွေရောများပါတယ်လူနည်းစုလောက်ပဲရှိနေတရားပေါ့နော်အဲ့အားကိုပပြပူကတော့နည်းလေးတော့အချိန်ယူရအောင်မယ်တော့ထင်ပါတယ်မကြိုက်တာလူများစုပါလူနည်းစုမဟုတ်မှားမယ်ဟုတ်ဒါမကြိုက်တာလည်းမကြိုက်ခွင့်ရှိပါတယ်ဒါသူတို့ကိုယ်တိုင်တတ်မှတ်တဲ့သူတို့အတွေးဆိုတော့အဲ့ဒါတော်ပြီးတော့ပြောလို့မရပြောလို့မရတော့ဒါကြိုက်တဲ့လူကလေးတိုက်မယ်မကြိုက်တဲ့လူကမတိုက်ဘူးဒီလိုပဲအဲ့တော့လေမတိုက်တဲ့ဘက်ကနေလိုက်တော့ပိုကောင်းတာပေါ့လူများရဲ့ဘက်ကနေလိုက်လူမုန်းနေရပေါ့လူမုန်းနေရပေါ့ โปรเพลียร์တွေကလူမုံသားများပါလို့မရဘူး။အဲဒါလူမုံသားများပါလို့ရှင်တို့ထိုင်ဆဲခံရမယ်။ပွဲတိုင်းဆဲခံရမယ်ဆိုရင်တို့ဒီရှေ့ဆက်ဆော့ရတဲ့ပွဲတွေမှာစိတ်အဆင်မပြေမှုဖြစ်တယ်။ဘလောက်ပဲမန်နေဆောင်းတဲ့လူပါဖြစ်နေပါမယ်။ပွဲတိုင်းဆဲခံနေရရင်တော့ကြိုးသွားပါဘူး။ဟုတ်တယ်ဟုတ်တယ်။ဘလို့ပဲခံနိုင်ရှိပါပြီပေါ့နော်။အဲ့တော့လက်ရှိအနေထားမှာရောအဖေကို e-sport အသင်းတစ်သင်းလုံးရောမန်တယ်ချီနေဘလို့ရှိလဲပေါ့။ကျွန်တော်မန်နေကတော့အစောရင်းကကောင်းပြီးသားပေါ့နော်။အဲ့လိုမျိုးကျွန်တော်တို့က ဟို Europe ကပေးတဲ့ mentality training တင်တန်းလေးလည်းတက်ထားတော့ကျွန်တော်တို့အနေနဲ့ mentality ကတော့ storm ပြီးတော့ right mean နေတယ်နော်အဲဒီဖေကွာလည်းအရင်တည်းကတကယ်ပြောရင်ကျွန်တော်တို့အဲ့လို M6 တို့ပါတော့မှာလေအဲ့လိုဒီမှာ player တွေက man တယ်ကောင်းတယ်ပါရဆိုပြီးတော့အဲ့လိုမျိုးပြောကြရတယ်ရှိရပေါ့ဒါပေမဲ့လည်းတကယ်လည်း player တွေကတကယ်ကို man တယ်ကောင်းပါတယ်သူတို့အကုန်လုံးဒီမှာဘယ်တော့မှအဲ့လိုစိတ်တက်ကိုဘယ်တော့မှနှိမ့်အောင်မထားဘူးအမြဲတမ်း တကယ်မလားကိုကကိုကိုနှိမ့်ကြအောင်နှိမ့်ကြရဆိုရင်စိတ်ကြီးဘယ်တော့မှမမွေးဘူးဘယ်လိုအမြင်ကောင်းတယ်ဆိုရင်စိတ်နဲ့စော်ကြတော့မန်တယ်ကကောင်းတယ်လို့ပြောလို့ရတယ်အမ်စစ်လုံးကတော့နော်မက်သက်စီနဲ့ grand final မှာနှစ်ပွဲရှုံးရင်းမှာကျွန်တော်တို့ပြန်ကမ်းဘက်ခဲ့တာဟုတ်တယ်ဟုတ်တယ်အဲ့တော့ဆိုလုံးဝပြောင်းပြန်လုပ်ပလိုက်တာလीတနိုင်ငံလုံးအဲ့ဒါကျွန်တော်တို့မကြိုးပါဘူးဆိုတော့ပြတာဟုတ်တယ်ဟုတ်တယ်အဓိကကျွန်တော်တို့မန်တယ်လေဒီတွေကအဲ့မျိုးနှစ်ပွဲရှုံးသွားတဲ့အချိန်မှာကျွန်တော်တို့အကုန်လုံးစုပြီးတော့ ်ကျွန်တော်တို့စစ်လိတောက်ပြီးတော့စကားတွေပြောကြရင်ငါတို့ဘလို့ပြန်ဆော့မယ်ဘလို့ strategy ပြန်ချပြီးတော့ကျွန်တော်တို့အကုန်လုံးဘုံလို့စင်ပေါ်ရင်တက်တာစင်ပေါ်တက်ပြီးမှအရင်ပြန်တီးရဟုတ်တယ်ဟုတ်တယ်အဲ့ဒီပါတော့ဒီနေ့ထဲမှာသက်သေပြတာပါဒီနေ့ဒီအနီးစီမတိုင်ခင်တော်နာမန့်တွေမှာဆိုရင်ဒီ idea step တို့ဘာလို့တော်နာမန့်တွေမှာဆိုလဲ Fago Esport ကအာဒီ MCB နောက်ပိုင်းမှာပေါ့နော်နည်းနည်းလေးဒါပြိုင်သက်ဝင်ပွဲမှုရှိခဲ့လေရစလေးတိတ်ပြီးတော့မကောင်းဘူးဆိုတော့တေပြောကြရပေါ့နော်ဒါပေမဲ့ဒီ Fago ကလေလုံးဝဒီ အဲ့လိုမျိုးပြောတဲ့ဟာပြန်ပြီးတော့အမြင်ကမ်းပတ်နိုင်တယ်ခါလဲသတိထားမြေပေါ့နော်အမြင်ဘယ်တော့မှမကြိုးကြေဝါအောင်အဲ့ချက်တွေကတော့ပြည်သက်တွေတင်ပြီးသားနေမှာပါနော်ကျွန်တော်တို့ဒီမကြိုးကြေဝါတဲ့ချက်တွေကမန်နေဂျာတွေလည်းရှိရပါနော်မန်နေဂျာတွေလည်းဟိုဂျန်နရယ်မန်နေဂျာကိုထက်လို့ဂျာကြီးဂျက်စ်လို့အဲ့လိုမျိုးတို့ကလည်းကျွန်တော်တို့ကြိုးကြည့်မယ်လို့ထင်လို့ရှိရင်အဲ့လိုမျိုး medal sport အနေနဲ့ညာပဲကြရင်အကုန်တူတူရုပ်ရှင်လေးကြည့်တာမျိုးအဲ့လိုမျိုးအကုန်လုံး medal healing ပြန်လုပ်တာမျိုးပြီးရင် medal ပူဆောင်းလောင်း ဲ့လိုမျိုးလောက်တာမျိုးကြီးရှိရောဘာညာကြည့်ရပါဘာအဲ့လိုမျိုးလေးရှိရအဲ့ကျိုးတော့မပြောကျွန်တော်ဖိုင်ကိုပြီးဆိုလဲကျိုးခဲ့တာကျိုးတာရှိပါကျိုးခဲ့တယ်ဒါပေမဲ့ပြန်ပြီးတော့ဟင်းလင်းလောက်တယ်ပြန်ပြီးတော့စွမ်းအောင်လောက်တယ်အဲ့လိုမျိုးပေါ့ကျိုးရတဲ့အတိုင်းပဲတော့ဆက်မသွားကျိုးရတဲ့အတိုင်းတော့မထားအောင်ကျွန်တော်မန်နေဂျာရေးရအဲ့လိုတစ်ခုခုလုံးမနော်တစ်ခုပြောဒီတိုင်းငိုစနစ်တဲဆိုပြီးနေနေတော့ဒါဘယ်လို professional သွားနေရလဲနော်ဒါတော့ပြည့်သက်တယ်လည်းတိပါတယ် ပြီးတော့ဒါ Fagon organization ပေါ့နော်လက်ရှိပြည်သက်တွေဒီမန္တလေးပြည်သက်တွေကိုပြောကြရပေါ့နော်ဒီ e-sport အတွက်အပတော်လေးကိုအရေးပါတဲ့နေရာမှာ Fagon organization ကဦးဆောင်နေရဆိုပြီးလည်းပြောကြရပေါ့နော်အခုဆိုလည်းလက်သစ် player တွေအများကြီးမွေးထုတ်ပေးနေရပေါ့နော်အာတကယ်တော့မှ experience ပြည့်ဝတဲ့ coach တွေ player ရလည်းနေရာယူထားရပေါ့နော်အဲ့တော့ Fagon organization ရဲ့အာတိဆောက်တဲ့ဒီ management အပိုင်းမှာရောအဲဒီ player အနေနဲ့ဘယ်လိုမျိုးပြောချင်တာတချို့ဆိုပြောရန်နွေးထွေးရပေါ့အဲ့လိုမျိုးပြောကြတယ် ျွန်တော်တို့ကဒီမန်နေဂျာနဲ့ coach မန်နေဂျာနဲ့ player အကုန်လုံးကကြတော့ညီကိုတို့ပဲနေတယ်ကျွန်တော်တို့ဒီမှာအခုကျွန်တော်တို့ဒီ pocket ကိုလာရဲဆိုရင် manager ကိုယ်တိုင်လိုက်ပို့တယ်အဲ့လိုမျိုးပေါ့သူတို့ကိုယ်တိုင်လိုက်ပြီးတော့ကြီးစုပေးတယ်အဲ့လိုမျိုးညီကိုရေလိုနေရဆိုတော့နွဲ့နွဲ့ထွတ်ထွတ်ရဲ့ကျွန်တော်ကတခုဆိုလဲရင်ဖွင့်လို့ရတယ် easy တွေပဲအဲ့လိုမျိုးညီကိုတိုက်ညီကိုတိုက်နေ management နဲ့ player ကိုဆိုမှာ အဲ့လိုညီကိုတိုက်နေနေရကျွန်တော်ကတထင်းနဲ့လည်းညီကိုပဲအဲ့လိုမျိုးညီကိုတိုက်နေနေရအဲ့လိုမျိုးနေတော့အဲဒီမှာဖဲကွန်မှာဆော့ရတာအရင်ပျော်ဖို့ကောင်းတယ်အဓိကနေလို့လည်းကောင်းတယ်ပျော်ဖို့လည်းကောင်းတယ်ဟုတ်တယ်နော်အဲ့လိုမျိုးဒါနူနေထွေ့ထွေ့နဲ့ညီကိုလိုရှိနေမှကိုသွားချင်းနဲ့ပန်းနိုင်ကရောက်လာမယ်လို့ထင်တယ်ပေါ့နော်ဒီကင်းကဒီကင်းကပျော်ပျော်ကြီးဆော့လေပူကျန်းလေအဲ့လိုမျိုးအဲ့လိုပျော်အောင်ထားပြီးရဲ့ management နေရှိရောကျွန်တော်ကပူကျန်းလာပေါ့ကန်ကောင်းတယ်လို့ပဲပြောရအောင်ဟုတ်ပါဘူးအဲ့တော့ driving နေနေလဲ ဒါအခုလိုမျိုး Falcon eSport မှာအကြိုက်ရှိနေတဲ့အကြောင်းကိုပြောပြပါအဲအဲဒီမှာညိုညိုပြောရလို့ပြောကျွန်တော်တို့အရင်အရင်ကဆိုရင်ကျွန်တော်ဆိုလဲအဲ့လိုစဆော့တာကအဲ့လိုအတင်းနေဆိုဖင်မငယ်ဘူးပေါ့ကျွန်တော်ဟိုအတင်းရောက်လိုက်ဒီအတင်းရောက်လိုက်အဲ့လိုပဲအဲ့လိုစိတ်မချေမနှမ်းမှုတွေရှိတော့ဗျအဲ့လိုအတင်းနေပြောင်းပြတာဒီအတင်းငါဒါနဲ့တည်ရမလားလုံနိုင်ပါမလားမလုံနိုင်ပါဒါပေမဲ့ဒီမှာကျတော့အဲ့လိုမဟုတ်ဘူးဗျ player တွေကလည်းအကုန်လုံးကတယောက်နဲ့တယောက်ချစ်ကြတယ်ချစ်ကြတယ်တကူးဆိုရင်တော့အဲ့လို ညဉ့်ညံ့တော့မှသူတို့အဲ့လိုတရက်နှစ်ရက်သုံးရက်တွေအောင်ပြန်ပြီးတော့ recovery ပြန်ဖြစ်တယ်တယောက်နဲ့တယောက်ကအဲ့ဒီကျော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စီမှာအဲ့လိုမျိုးမရှိဘူးတယောက်နဲ့တယောက်ကချစ်တယ်ချစ်တော့အဲ့လိုဘယ်လိုပြောရေးရေးသွားမယ်ဆိုရင်လည်းဒီလူတွေအဲ့လိုမျိုးသွားကျွန်တော်ဆိုလည်းဒီဒီဟာရောက်မှဒီဖေကွန်ရောက်မှအဲ့လိုပြင်းပြင်းသာလို့ပြောလို့ရတယ်ပြင်းရတဲ့ကြောင်းရင်းလေးပြောပါဟုတ်ပါတယ်ဒါကတော့အဲ့ဒီကိုရိုင်းမေးပြောပါတဲ့ကြောင်းရင်းပါတယ် โอเคอ่ะအဲ့တော့အဲဒီတော်နာမန့်ညောင်ဆက်ပြီးပြောရမယ်ဆိုရင်အရင်ဒီ international ထွက်ဆောက်ရဲ့အချိန်မှာလीကိုယ်နိုင်ငံကိုယ်စားယူသွားရဲ့အချိန်မှာမျက်နှာငယ်ရရဲဆိုရဲအချက်လေးရှိခဲ့ဘူးလားမျက်နှာငယ်ရတာတော့မရှိခဲ့ဘူးပေါ့ဘာလို့ဆိုမြန်မာဆိုတာဟို M2 လုံးက OBG ရတယ်သူတို့ကမြန်မာရဲ့ခုံမြင့်တင်ပေးခဲ့လို့ရပါတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့နောက်ပိုင်းသွားရတဲ့ခါမှာမျက်နှာငယ်ရတာတော့မရှိဘူး M2 တို့ကလည်းမြန်မာနိုင်ငံကเนาะဒါ first pronounce ဆိုနေတာတခုယူပေးခဲ့ပြီးတော့ဆက်ပြီးတော့ကြမ်းပြနေသေးပဲဆိုတော့အဲ့တော့မဆိုးပါပြည်သက်တွေတချို့ပြည်သက်တွေကြာမေးချင်တာပေါ့เนาะအာဘယ်လိုမျိုးတချို့ရ international ကိုသွားရဲဆိုရဲချင်မှာအရင် channel တခုအနေနဲ့ဟုတ်တယ်ချိန်ပြီးတော့တချို့ရမသိဘောเนาะအဲ့ဒါဘာကြီးဆိုရဲချင်မေးပြရပါအဲ့ဒါ Okay အဲ့တော့ဒီမကြိုက်ခင်မှာသွားပြီးတော့ပြရမယ် sea game စီကိန်းအတွက်ကော MSR အတွက်ကောတခါတည်း training ယူရဲဆိုပြီးတော့အစတော့က MSR မဆိုင်ခင်ပို့ပြီးတော့ပြည်သက်တွေက စိတ်ပူကြတာကအာစီးကိန်းလည်းသူတို့ထရင်လောက်အောင်မယ် MSL လည်းဝင်ဆော့အောင်မယ်အဆင်ပြေပါမလားဆိုပြီးတော့ပြောပြမယ်လက်ရှိမှာတော့ Falcon က MSL မှာလည်းအကောင်ဆုံးဆက်ပြီးလုပ်ပြနေရဲအဲ့ဒီ MSL အတွက်တခါတည်းစီးကိန်းအတွက်ပါ training ယူထားပြီးသားနေထားတခုရောက်သွားပြီပို့ပြီးအဆင်ပြေသွားပြီလို့ပြောလို့ရရယ်နော်အဲ့ဒီပုံမှာရောဒီစီးကိန်းသွားပြောပြိုင်မဲ့စီးကိန်းမှာရောဘယ်လိုမျိုးပြင်ဆင်ထားလဲဆိုရဲအချက်လေးလည်းပြောပြပေးပါလက်ရှိကတော့စီးကိန်းအတွက်ပြင်နေဆိုတာတဲ့ဒီ MSL MSL ဆော့ရဲဆိုတာလဲစီးကိန်းအတွက် training လုပ်ရတယ် ဲ့လိုမျိုးပဲဒါပေမဲ့ MS ဆရာလည်းကျွန်တော်ချန်ပီယံယူခြင်းနေပေါ့နော်ချန်ပီယံယူခြင်းနေပြီးရင်ဒီဟာချန်ပီယံရပါလို့ရှိရင်ဒါစီးကိန်းအတွက် training လုပ်ပြီးတာပဲဖြစ်သွားရင်အဲ့တော့ချန်ပီယံယူပြီးွားမှစီးကိန်းအတွက်တေချာပြန်ထပ်ပြင်မယ်ပေါ့နော်အဲ့လိုမျိုးရှိရှင်စဉ်းစားလာတော့အဲ့လိုမျိုးစဉ်းစားလာယောက်ျားလေးအသင်းနဲ့ပြောရမယ်ဆိုရင်တော့ဒါအဲ professional player ရဲ့အသင်းကြီးကတော့အများကြီးရှိပါတယ်မိကလေးတင်မာနည်းနည်းအားနေရပါတော့အဲ့တော့လက်ရှိဒီ mobile legend ရဲ့ဒီ professional player live ဆိုရဲ့ အခြေအနေပေါ့နော်လက်ရှိအခြေအနေဓာတ်မူတည်မှာလက်လက်ရှိအနေဓာတ်ပေါ်မှာမူတည်ပြီးတော့ရော coach new york ရောဒီ ryan mick ရောဘယ်လိုမြင်လဲပေါ့လက်ရှိဒီ pro player life ကို player player life ကမြန်မာနိုင်ငံမှာတော့ပြောရမယ်ဆိုတော့တကယ်ပြောရင်ဒီမြန်မာနိုင်ငံမှာ player pro player လုံးဝင်ဆိုတော့စူးစမ်းဖို့ကပထမဆုံးလိုတာပေါ့ဒါပေမဲ့စူးစမ်းမှလည်းကိုကနေရာတနေရာရောက်ပေါ့နေရာတနေရာရောက်မှလည်းကိုဘယ်လိုလုပ်လဲဒီအေးပေါ့ကိုအိမ်ရလက်ခံတာပြီးရင်ကိုရဲ့ ဒီဘောကတိုင်မှုကလည်းဒီနေရာတနေရာလောက်ရောက်မှာအဲ့လိုလူတွေကခဏပဲခဏအဲ့လိုလူအဲ့လိုလူတွေကခဏပဲဆိုတော့သူတို့မကြိုးစားရင်ခဏပဲကြိုးစားပြီးတော့အဲ့လိုမျိုးတကယ်အောင်မြင်သွားတဲ့လူတွေလည်းအများကြီးရှိတယ်ဒီအပျော်စော့ရင်းနဲ့အမေကြိုးစားဖို့တော့အများကြီးလိုရတာပေါ့သူတို့ဝင်ဝင်လာချင်းမှာဟိုနေရာတစ်ခုရောက်သွားတယ်အဲ့မှာပဲပျော်သွားတယ်ဆိုရင်သွားပြီသူတို့ရဲ့ life ကအဲ့မှာပဲအဆုံးသတ်မှာဒီတဲ့ပုံကြီးကြိုးစားမှာဒီတဲ့ပုံကြီးမြင်တဲ့နေရာရောက်တယ်အဲ့လိုမျိုးအဲ့လိုမျိုးမှအဆင်ပြေမှာပေါ့ ဟုတ်ရဲ့အဲ့လိုမျောမျောရတယ်မျောဆော့ရင်းနေဘယ်မှာကိုယ့်အကိုဒီတိုင်းပဲဆော့ရင်းဆော့ရင်းမျောတာပြီးဘာမှမဖြစ်သွားဘူးလေအဲ့လိုအဆုံးသက်ဝင်တကယ်မျောအဲ့လိုကြောင့်ဒီကိုယ့်ဘက်ကပေးဆက်ထားရတဲ့ဟာရှိပဲမှာ chain နေဟိုကြောင်းနေပါလေရှိပဲအဲ့လိုမျိုးသိရမလားအဲ့လိုမျိုးအိမ်နဲ့ခွဲနေရတယ်အဲ့ဒါတွေနဲ့ရှင်ကြတော့ဒီနမျောဖို့ကောင်းတော့အဲ့အတွက်ကျွန်တော်ကအဲ့လိုအကြံပေးနေတာဒီတကယ်စူးစမ်းမယ်ကိုကိုစိတ်ကလည်းတကယ်ဖြစ်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်မျိုးရှိမှာဒီ pro player light တွေဝင်လာတာ အတိတ်ပဲအတိတ်ပဲရှိပါဘူး။ကတော့ဒါဒီပတ်ဝန်းကျင်မှာလည်းညီနေရပါတော့။တချို့ဒီ player ဒီ pro player ဆိုရဲဒီ level မျိုးမှာ semi pro ဆိုရဲ level မှာပေါ့နော်။ချက်ချင်းပဲဒီအသိကြီးတွေကိုရောက်ချင်တာ။သူက age စိတ်ပဲရှိပါတော့။ဒါပေမဲ့သူတို့လိုရနေတဲ့အချက်လေးတွေလည်းရှိတယ်။ဒါပေမဲ့အချက်လေးထောက်ပြတဲ့ချွေရမကြိုက်ကြဘူး။ချွေကြရလဲအော်ဒါ senior ဆိုပြီးတော့အဲသူတို့ကဆရာကြီးလုပ်နေရတဲ့ဘာညာလူတွေတော့ညင်ကြတဲ့လူတွေလည်းရှိတယ်။သူတို့ကြတော့ ချက်ချင်းမဲ့ဒါနာမည်ကြီးသွားခြင်းနဲ့အဲ့လိုမျိုးတချို့လူနည်းစုပေါ့နော်ဒါကတော့လူနည်းစုပါအဲ့လိုမျိုးလူတွေရှိရပေါ့နော်အဲ့ဒီအဲ့လိုမျိုးအချက်တွေပေါ့မူတည်ပြီးတော့ဒီစီနီယာကြီးအနေနဲ့ဘယ်လိုပြောခြင်းနဲ့ပေါ့ချက်ချင်းနာမည်ကြီးသွား player တော့မရှိဘူးပေါ့နော်သူတို့ဟိုပရိသတ်တွေလက်ခံအောင်ချန်ပီယံယူပြတာမျိုးတွေဒါမျိုးတွေလုပ်ပြနိုင်မှာပဲဒီမှာဒီမြန်မာနိုင်ငံကနာမည်တစ်ခုရအောင်ဟုတ်ဟိုကျွန်တော်တို့ ဟိုဟာအရင်တော့ဆိုရင်အခု death ဆိုရင်လည်းချက်ချင်းနာမည်ကြီးလာမှုပြီသူဆိုရင်လည်း pro player simi pro ဘိုင်ဝမ်ကနေလာဘိုင်ဝမ်ကနေလာတယ်ကျွန်တော်တို့ phoenix ကခေါ်တယ်ခေါ်ပြီးမွေးတယ်ပြီးတော့တနည်းလောက်မွေးတယ်တနည်းလောက်မွေးပြီးရဲ့အချိန်ကြမှာသူစီနေရ fin ရဲ့အနားယူပါပြီဆိုမှဟုတ်တာဟုတ်တာသူဝင်ပြီးတော့ performance ပြတယ်သူရဲ့ပေါင်းဟုံးမဲအဲ့အချိန်မှာတနေ့လုံးထွင်းရတဲ့ပေါင်းဟုံးမဲတွေအကုန်ထုတ်သူရဲ့ကြိုးစားအားထုတ်မှုပဲလေအဲ့တော့အဲ့မှာအကွက်တွေပြပြီးတော့သူကနံပါတ်တစ်ခုရပါတယ်ပေါ့ အဲ့တော့ပြီးတော့နေရာတစ်ခုပါတစ်ခါတည်းရပြီလားအဲ့လိုမျိုးကြိုးစားရမှာပေါ့ချက်ချင်းနာမည်ကြီးချင်လို့မရအောင်အချိန်တွေပေးစားရမယ်လေဒါဆိုလည်းတနေ့လောက်တိုင်ဝမ်မစောရဘဲနဲ့ကျွန်တော်တို့ဖန်ကုန်မှာနေနေတာအဲ့လိုမျိုးကြီးပါရှိခဲ့ပြီတော့ဒါရောတချို့ရအပေါ်ဝင်ပဲမြင်ကြရတယ်နော်အဲ့လိုမျိုးကြတော့လေတေချာလေးတော့သူတို့ရဲ့မတလီဘာပြန်ပြပြင်ဆင်ရမှာပေါ့နော်ဆိုတော့အဲ့ဆက်ရဒီပြောရမယ်ဆိုရင်လက်ရှိ Amazon CC2 ကျင်းပနေတဲ့အချိန်မှာ ပို့ပြီးတော့ဒီဖက်ကိုနေနဲ့လေခြေတွေကောင်းနေထက်ပြီးတော့လေတင်းဆက်ပဲဆိုလဲတော်တော်လေးတော့မှအရင်နဲ့မတူတဲ့ performance နေ game style နေ in game plan နေအများကြီးချပြရပါဘောနော် align အခြေချက်တွေရှိရတော့မှတို့တော်တော်လေးတော့မှ chemistry မိနေကြတယ်အဲ့ပေါ်မှာရောဒီ senior အနေနဲ့ဘယ်လိုမျိုးမြင်မိလဲပေါ့တင်းဆက်ပဲပေါ့တင်းဆက်ပဲကောင်းပါတယ်အရင်တည်းကဒီဌီနာနဲ့တို့ academy မှာနေကကောင်းခဲ့တဲ့အတင်းပေါ့နော်အခုတော့တင်းဆက်ပဲဖြစ်သွားပြီးနောက်မှာလေတို့ရဲ့ performance တွေကအခုထိမကြသေးဘူး သူတို့ကပိုကျူးစားတာသူတို့ရဲ့စိတ်အားထက်သန်မှုမြင်နေရတယ်ဗျာသူတို့ကဒီအသင်းတိုင်းကိုနိုင်ပြီးတော့သူတို့ချန်ပီယံဖြစ်ရှင်နေဆိုရယ်စိတ်ကိုမြင်နေရတယ်အဲ့လိုမျိုးကြီးဖြစ်နေရပါဘောနော်ဖြစ်နေဖြစ်နေဟုတ်တယ်ပရှင်နေရန်ဖြစ်နေသူတို့အဲ့လိုမျိုးကျူးစားတာကောင်းတယ်ဗောနော် pro player ဆိုအဲ့လိုမျိုးကျူးစားနေရမှာဗျာအင်းနေဟုတ်တယ်ဟုတ်တယ်စိတ်တဲ့ mandate ရနောက်ထပ် level တစ်ဆင့်ကိုရောက်သွားရောက်ပြီးတော့သူတို့ဒီနေရာမှာရက်မနေပဲနောက်တနေရာကိုတိုးဖို့အတွက်အဲ့လိုမျိုးကျူးစားနေရလူငယ်တွေ ဟုတ်တယ်ဟုတ်တယ်သူဆိုလဲနောက်နည်းနည်းကြိုင်ပေါ့နော်နောက်နှစ်နှစ်သုံးယောက်နေနေရာတစ်ခုရောက်လာမယ်တို့တော့ထင်တယ်ကျွန်တော်ကြိုင်ပါတယ်ကြိုင်ရနော်နောက်နောက်တစ်ပွဲနှစ်ပွဲဆိုတော့တို့ကဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲအဲတော့ရောက်ပြီးတော့ရှင်ပြိုင်မဲ့စီးကိန်းပါရောဘယ်ဘလောက်ဒီမန်တာရွှေပဲလားဟုတ်ရွှေပဲလေရွှေရွှေပဲတော့တကယ်တကယ်လဲရွှေလိုချင်တာပါမြန်မာနိုင်ငံအတွက်ကျွန်တော်တို့ရွှေသိမ်းယူခဲ့တယ်ဆိုတော့ခုံကိုကျွန်တော်အနေနဲ့ပြချင်ရချင်တာပါ အရင်ဒါဒီ local tournament မှာနိုင်အသင်းနိုင်တာเนาะရှုံးရင်လည်းအသင်းရရှုံးလာအခုကျတော့နိုင်ငံကိုစားပြုပါရှုံးမှုဆိုရင်နိုင်ငံရှုံးရတယ်နိုင်ငံရှုံးလာအဲ့လိုအခြေချရရှိရဲ့ဟုတ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကမြန်မာနိုင်ငံအတွက်ရွှေ့ယူနေလားရွှေ့ဟုတ်ကဲ့ရေဒါကြီးရဲ့ခါတို့အခုပြစ်ဆောင်ခဲ့တာကတော့ My Esport TV channel မှာဖိတ်ခေါ်ထားတဲ့ guest တွေဖြစ်တယ် Pego Esport က Coach New Jo နဲ့ EXP Lane မှာကစားနေတဲ့ Pyramid ပဲဖြစ်ပါတယ်။ဒီနှုန်းအနေနဲ့လည်းသူတို့အနေနဲ့ဒါတွားရောက်ပြီးရွှေမြိုင်မဲ့ပွဲရလေ လက်ရှိပါဆိုစီကိန်းလေးရှိရယ်ပြောရရှိ low set ပါဆိုရင်လည်း MSN မှာဝင်ရောက်ပြီးတော့ကစားနေရပေါ့နော် MSN CC2 မှာလက်ရှိမှာကစားနေပြီးတော့ ranking count တွေကိုသူတို့အနေနဲ့သိမ့်ပိုက်ထားပါတယ်ဒီ season ကတော့ My Esport TV channel All About Esport program ရဲ့ special program ဖြစ်တဲ့ Road to CK ခင်းစော်တဲ့ link ဆိုတဲ့ program ပဲဖြစ်ပါတယ်အဲ့တော့ဒီ player နှစ်ဦးဒီ coach တွေရောပြပြခဲ့တဲ့အချက်တွေမှာမူတည်ပြီးတော့ပြည်သက်တွေနည်းဘူးတူတိုင်းအများကြီးရရှိမယ်လို့လည်းထင်ပါတယ်ကျင်းနေမယ်လို့လည်းထင်ပါတယ်အဲ့တော့နောက်ထပ်အပိုင်းတွေမှာထပ်ပြီးတော့တွေ့ကြပါမယ် ဒီနေ့တော့ဒီလောက်ပါပဲအားလုံးနှုတ်ဆက်ပါတယ်တတာတတာဘာ